အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုခါပါဒီနေ့မှာခုနှစ်လပိုင်းအတွက်ကြာရွတ်နိုင်အတွက်ဟောစမ်းလေးကျွန်တော်ဟောကြားပေးမှာဖြစ်ပါတယ်ချစ်ရည်စီးပွားရေးငွေကြေးလောက်ကိုင်းမိသားစုရေးတာသမီရေးစုံလျောင်းလေးကျွန်တော်ကြည့်ပေးမယ်ပြီးရင်ဘေးဝဲနောက်မှာကျော်ရည်တရားလေးလည်းပေးမယ်ဒီရည်တရားလောက်ထားမယ်ဆိုရင်ဒီခုနှစ်လပိုင်းမှာကြာရွတ်နိုင်အတွက်ကံကောင်းခြင်းတွေကိုယ်စီကိုကြောက်လာမှာဖြစ်ပါတယ်ရည်တရားပြောင်းလုပ်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ် ခေါ်စမ်းလေးမစားခင်မှာကျွန်တော်အခုညလေးခုတောင်းချင်ပါတယ်ဒီဗီဒီယိုမြင်တာနဲ့ဝေမျှတင် share ခြင်းပဲကိုလိုယူလိုက်ပါကိုအကြံပြုချင်ပါတယ်ကိုလိုမျိုးပဲဒီခုနှစ်လပိုင်းမှာအခက်အခဲကြက်တဲ့ကြုံတွေ့သူတွေမြင်တွေ့သွားတဲ့သူတို့ကရရလိုက်ချေလိုက်လို့အဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေနဲ့ကျွန်တော်တို့ကထပ်တူကိုလိုရမှာဖြစ်ပါတယ်ဒါကြောင့် share ဖို့လုံးဝမေးပါနဲ့ခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့ဟောစံတွေလက်ကြည့်ကြမယ်ခင်ဗျာ ဒီခေါလမိုင်းမှာဂျာရီတိုင်းပြည်တွင်းကံကောင်းနေလားကံဆိုးနေလားနှက်ခွန်းနဲ့မေးရင်ကောင်းအားက60လောက်ရှိတယ်တတိထာရမှာ40လောက်ရှိပါတယ်။ဘာတွေကကောင်းနေတာလဲဘာတွေတတိထာရမလဲဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်။ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကကောင်းတယ်လို့ဆိုရပါမယ်။ကိုစူးစမ်းရင်စူးစမ်းတော့ငွေကြေးဥစ္စာပစ္စည်းတွေဝင်လာတတ်ပါတယ်။တတိထာရမှာကအချောင်ရမယ့်ကိစ္စတွေလုံးဝမရှိပါဘူး။ကံကိုယုံကြည်ပြီးတော့လုပ်လို့မရပါဘူး။ဒါကြောင့်ကိုကိုယ်တိုင်စူးစမ်းပါ ားထုတ်ပါကိုစူးစမ်းစူးစမ်းလောက်တော့အောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်။နောက်ချက်ယူဆရမှာကမိတ်ဆွေကန်နဲ့ပတ်သက်တာနော်လောဝအကျိုးမပေးပါဘူး။ရက်ဝေးကမိတ်ဆွေတကောင်နီနာမိတ်ဆွေတကောင်လောဝအကျိုးမင်းတို့ကြောင့်မို့မိတ်ဆွေတွေယူဆိုင်ပါလူယုံမထားတဲ့တဲ့ကာလာတစ်ခုဖြစ်ပါတယ်။မိတ်ဆွေတွေကိုယုံမိမယ်ဆိုရင်ဒီခုနလပိုင်းမှာတေချာတခုကဂျာယသမီးတွေမိတ်ဆွေကြောင့်ခုမှခက်ခဲတွေရှင်းလို့မရတဲ့ပြဿနာတွေဖြစ်တတ်ပါတယ်။ဒါကြောင့်မိတ်ဆွေကန်နဲ့ပတ်သက်မယ်ဆိုရင်ဒူဘူးဆိုင်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ မိသားစုရေးနဲ့ပတ်သက်မယ်ဆိုရင်ကိုယ့်ရဲ့မိသားစုထဲမှာ wellness ဆရာတွေကြုံတွေ့လာနိုင်တယ်နော်ဒါကြောင့်ကျောင်းအနေနဲ့ကြံပြုရမယ်ဆိုရင် wellness ဆရာတွေဘလို့ပဲကြုံတွေ့ကြုံတွေ့ကိုယ့်ရဲ့မိသားစုအပေါ်မှာကောင်းတော့ပြောဆိုဆက်ဆံခြင်းနဲ့ပဲဆက်ဆံပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့မိသားစုထဲမှာ wellness ဆရာတွေဖြစ်လာမယ်ဆိုရင်ကိုကလည်းဒေါနဲ့မော်နဲ့ဆက်ဆံမယ်ဆိုရင် ပိုဆိုးရွားနိုင်တယ်။ဒါကြောင့်ကိုယ့်ရဲ့မိသားစုထဲမှာစိတ်ညစ်စရာတွေစိတ်မကောင်းစရာတွေကြုံတွေ့ရမယ်ဆိုရင်ဒီလိုခက်ခဲရောဘယ်လိုဖြေရှင်းရမလဲဆိုတော့ခေါင်းအေးထားပြီးစဉ်းစားပါအဖြေတခုကိုတေချာပေါင်းရရှိမှာဖြစ်ပါတယ်။လူငယ်တွေအရန်တိကျတဲ့အခြေအနေပတ်သက်တာအရန်ကောင်းတယ်လို့ဆိုရပါမယ်အခြေအနေပတ်သက်မယ်ဆိုရင်အခြေအစင်မပြေတဲ့သူတွေကိုယ့်ရဲ့ချစ်တူကကိုယ့်အပြစ်ခံပြုတ်သွားတယ်ကိုယ့်ကိုအချင်းလိုမချစ်တော့ခံစားနေရတဲ့သူတွေအခြေအကံမကောင်းတဲ့သူတွေဒီခရလပိုင်းမှာကံကောင်းသွားမှာဖြစ်ပါတယ်ဒါကြောင့်အခြေအနေပတ်သက်မယ်ဆိုရင် ကံကောင်းတယ်လို့ဆိုရပါမယ်ဒီခေါလပိုင်းမှာကြားဝေးသားတွင်အတွက်ကို့မှာလူမုံမများပါဘူးလူချစ်လူခင်များနေတဲ့ခေါလတခုဖြစ်ပါတယ်ပြီးတော့ကို့မှာအသွင်းရံလည်းလုံးဝမရှိပါဘူးကောင်းတယ်လို့ဆိုရပါမယ်အိမ်တော်ရင်းနဲ့ပတ်သက်မယ်ဆိုရင်ဒီကိစ္စရမှာကကို့ရဲ့အိမ်တော်ဘက်ပေါ်မှာကိုကနားလည်မှုတွေလွဲပြီးတော့အထင်မြင်တွေမှားတတ်ပါတယ်ဒါကြောင့်မို့ကို့ရဲ့အမစင်မခြင်းပြောဆိုမှုကြောင့်ကိုယ့်ရဲ့အိမ်တော်ဘက်ကကိုယ့်ဥပိ္ပခါပြုတာတွေကိုယ့်စိတ်နာသားတာတွေဂျုံလို့ရတတ်တယ်ဒါကြောင့်မို့အပြောဆိုလေးတွေ ကိုယ့်ရဲ့အိမ်တော်ဘက်ပေါ်မှာအထုယူဆိုင်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာကျမကြီးနဲ့ပတ်သက်မယ်ဆိုရင်တော့ရေပွေးရပြီးတော့ကျမကြီးကကောင်းတယ်ကိုကမစင်မကျင်စားတော့မိတော့ကြောင်းမို့ကိုယ့်ရဲ့ကျမကြီးရုပ်ရည်ညံ့တက်ပါဒါကြောင့်အစားတော့နေထိုင်ရင်အထုယူဆိုင်တတ်ဖို့ရန်ရည်ကြည့်ပါတယ်ခင်ဗျာရေပွေးရပြီးတော့ကျမကြီးကကောင်းတယ်လို့ဆိုရပါမယ်ဒါကြီးမမားတွေဖြစ်ဖို့လုံဝလုံဝမရှိပါဘူးနော်ကြာလာပြီသားရင်နေနဲ့ဒီခုနှစ်လပိုင်းမှာเนาะပညာရေးနဲ့ပတ်သက်မယ်ဆိုအရန်ကောင်းပါတယ် တငယ်ချင်းကောင်းမိတ်ဆွေကောင်းမရှိဘူးဆိုပေမဲ့ဆရာကောင်းတမားကောင်းပြီးွားရင်ကိုယ့်ကိုထောက်ပံ့ပေးမယ်နော်ဆွေမျိုးတွေနော်ကိုယ်ထောက်ပံ့ပေးမယ်ညီကောင်မောင်နှမတွေရှိရင်တော့ကြောင့်မို့ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်အရန်ကောင်းပါလေဒါကြောင့်တငယ်ချင်းအပေါင်းအသင်းနဲ့ပတ်သက်ပြီးတော့လုံးဝအာမဂုမိပါစေနဲ့တို့အာဂုမိမယ်ဆိုရင် တေချာပေါ့မိတ်ဆွေပညာရေးနောက်နေတော့တတ်တဲ့အစီအမပြေဖြစ်သက်ပါတယ်ဒီတစ်ချက်တော့အထူးယူဆိုင်ဖို့ရန်ရင်ကြည်ပါနဲ့ခင်ဗျာဘာသာတရားနဲ့ပတ်သက်မယ်ဆိုရင်နှစ်နဲ့အားနေတော့တတ်တယ်ဘာသာတရားကိုမလောက်ချင်တာတွေမကန်ချင်တာတွေဖြစ်နေတတ်ပါတယ်ကိုယ့်ရဲ့ဘာသာလက်လေဘာသာတရားတွေဖိလုပ်ပြေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်အလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်ကိုယ့်ရဲ့အလောက်ကိုင်းစီးပွားရေးအဆင်ပြေနေပြီဆိုရင်ကိုယ့်ရဲ့အလောက်ကိုင်းအဆင်မပြေအောင်ဘေးရနေအမျိုးမျိုးပြောပြီးတော့ဖြတ်လိုက်မယ်အဲ့ဒီဖြတ်တဲ့ဟာကိုလောကဂရုမစိုက်ပါနဲ့ ကိုမှန်တယ်ထင်ကိုယ့်ရဲ့စီးပွားရေးတွေကိုဖြစ်အောင်လုပ်ပါဖြစ်အောင်ကြိုးစားပါအစဉ်ပြေတော့မယ်ကြံရင်ဘေးရလူတွေကနင်းနဲ့အစဉ်ပြေမှာမဟုတ်ဘူးနင်းနဲ့အဆက်မှာမဟုတ်ဒီလောက်ကနင်းနဲ့အကျိုးမပေးအမျိုးအမျိုးမျိုးကိုယ့်ရဲ့ဘေးမှာမကောင်းတဲ့စကားတွေနဲ့ကိုယ့်ကိုစိတ်တက်ကြအောင်စိတ်အားငယ်အောင်ပြောပါလိမ့်မယ်အဲ့လိုပြောလိုက်နေရမှာကိုယ့်ကလုံးဝဂရုမစိုက်နဲ့ကိုယ့်ရဲ့ပန်းနိုင်တန်းရအောင်သွားပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ကိုယ့်ရဲ့အလောက်ကန်စီးပွားရေးမှာအဖြစ်များနေတယ်လို့ဆိုရပါမယ်အဲ့ဒီအဖြစ်တွေဂရုမစိုက်ပဲနဲ့ကိုယ်က ကြော်လွားနိုင်တယ်ဆိုရင်တော့တေချာတခုကအောင်မြင်မှုပန်းနိုင်ကိုရောက်ရှိမှာဖြစ်ပါတယ်။အလောက်ကိုင်းစာပွေတဲ့သူတွေအလောက်ကမရှိတဲ့သူတွေကလည်းဘယ်ရဲ့နောက်မှာကြော်ရည်ရည်လေးပေးမယ်။တည်ရည်ရောင်ဖြစ်အောင်လုပ်ပေးပါခင်ဗျာ။တည်ရည်ရောင်လောက်လိုက်ခြင်းအဖြစ်ဒီခုနှစ်လပိုင်းမှာကြားရတဲ့အတွက်ကံကောင်းခြင်းတွေကိုယ့်စီကိုရောက်လာမှာဖြစ်ပါတယ်။ရည်ရည်ရောင်ဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။တခုသတိထားရမှာကဒီခုနှစ်လပိုင်းမှာကြာတာပဲတာရည်နေနဲ့ လုံးဝလုံးဝကံနဲ့ပတ်သက်တဲ့လုံးဝမလုပ်တည်ပါဘူးကံနဲ့ပတ်သက်တဲ့လုံးမိမယ်ဆိုရင်တေးကြတာတခုကလုံးဝအကျုံမပေးပါဘူးကံနဲ့ပတ်သက်ပြီးတော့ကံဆန်းခြင်းလေဆိုရင်တော့နှစ်ပိုင်းနံပါတ်2ကိုရွေးချယ်ပြီးတော့ဆန်းကြည့်ပါအကျုံပေးပါတယ်ကံကောင်းနေတဲ့အကြောင်းကအနီရောင်ရယ်ပြီးွားရင်အဖြူရောင်တွေကအရန်ကံကောင်းပါတယ်ဒီရောင်တွေကကိုယ့်ကိုအကျိုးပေးပါတယ်ဒီရောင်တွေကိုကိုကညံစီတော့အသုံးပြုပါတေချာပေါအကျိုးထူမှာဖြစ်ပါတယ် ဒီကုန်လပိုင်းမှာဂျာယွတ်တာမီတာရက်ဝေးသွားတာတွေခီးထွက်တာတွေအလောက်ကိစ္စနဲ့ခီးဝေးထွက်တာတွေရန်အကျိုးပေးပါတယ်ခင်ဗျာဒါကြောင့်မို့ခီးတွေထွက်စရာရှိရင်မမြန်ဆန်ထွက်လိုက်တော့ထွက်လာပြီးပြန်လာမယ်ကိုယ့်ရဲ့အလောက်ကန်တွေကလိုလိုနဲ့အဆင်ပြေတော့ရင်ကျွန်တို့ရမှာဖြစ်ပါတယ်ဒါကြောင့်ခီးသွေးသွားမယ်ကိစ္စတွေခီးထွက်မယ်ကိစ္စတွေအလောက်ကန်နဲ့ခီးဝေးတွေသွားမယ်ဆိုရင်တေချာပေါက်အကျိုးပေးနိုင်ကလားဖြစ်စွာကြောင့်မို့ကြေယုံကြည်နဲ့ခီးထွက်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်အဲ့အဲ့ဒါဆိုရင်ကျွန်တော်ရေဒီယာလေးပေးမယ်ဒီရေဒီယာကိုဖြစ်အောင်လုပ်ပြပါခင်ဗျာဒီရေဒီယာကိုလှုပ်လိုက်ခြင်းအဖြစ် ဒီခေါနာပိုင်းမှာကြုံတွေ့နေတဲ့အခက်အခဲအကျဉ်းတွေပြေပြောက်သွားပြီးတော့ကောင်းတော့နမိတ်ကောင်းတော့တဲ့ကောင်းတော့လက်ပတ်တွေကိုယ့်စီကိုကြောက်လာမှာဖြစ်ပါလေ။ရေရောင်ဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်တို့လိုက်ကြည့်ကြမယ်ခင်ဗျာ။လောက်ရမယ်ရေရောင်ကရန်လဲသူပါခင်ဗျာ။မိတ်ဆွေတို့အိမ်မှာကြံ15ညို့ကိုဖရားမှာကတ်လို့ရမှာဖြစ်ပါတယ်။ကြံ15ညို့အစင်မပြေဘူးဆိုရင်လည်းအဲကြံရီနှစ်ခွက်ကိုဖရားမှာကတ်လို့လို့ရပါတယ်။နောက်တစ်ချက်ကတန်ခါတော်တွေကို ဇီးယိုရဲ့တရက်ယိုရဲ့တက်လူလူတန်းပေးပါခင်ဗျာတရရအောင်လှုပ်လိုက်ခြင်းအပြင်ဒီခဏလပိုင်းမှာဂျုံတွေးနေတဲ့အခက်ကြီးတွေအကျက်တွေပြေပြောက်သွားပြီးတော့ကောင်းတဲ့ຢာတွေကိုယ်စီကိုရောက်มาဖြစ်ပါတယ်အရန်ကြီးကြီးတာကမျက်သားဖို့အမျှပေးဝေဖို့လောကလောကမမီပါနဲ့မိလိုချင်တဲ့စုကိုတစုကိုတောင်းပါဒီကြပေါ့နော်ပြေပါဖြစ်ပါတယ်ဒီရတရားကိုဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။လောက်ရမယ့်ရတရားအချိန်ကမိတ်ဆွေကကံရန်ကောင်းခြင်းနဲ့ဆိုရင်ကြာရေးတောင်းရွတ်ကံကောင်းနေတဲ့အချိန်က စနေနေ့မနက် 17နာရီ15မိနစ်မှာပြုလုပ်ပါကံရန်ခေါင်ပါတယ်ဒုတိယကံကောင်းတာကဂျာရီနေ့မနက်9နာရီ45မိနစ်မှာပြုလုပ်ပေးပါခင်ဗျာဒုတိယကံကောင်းပါတယ်မိတ်ဆွေအစီအပြေတဲ့အချိန်ကိုပြုလုပ်ပေးပါခင်ဗျာကံကောင်းမှုတွေကိုစီကိုတေချာပေါင်းရောက်လာမှာဖြစ်ပါတယ်ဒီဟောဆန်းလေးကိုအဆုံးမတက်ခင်မှာအခုကြီးလက်ခုတောင်းချင်ပါတယ် ဒီဗီဒီယိုမြင်တာနဲ့ဝေမျှခြင်း share ခြင်းကိုလို့ယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ကိုလိုမျိုးပဲအခက်ခဲတွေအကျက်တွေရင်ဆိုင်နေရတဲ့သူတွေမြင်တွေ့သွားတဲ့ရတရားလိုက်ချီလို့သူတို့ကအဆင်ပြေသွားတယ်ဆိုရင်ဖိတ်ဆွေနဲ့ကျွန်တော်တို့ကထပ်တူကုလိုရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီဗီဒီယိုမြင်တွေ့တာနဲ့ share ဖို့လောကလောကမမေ့ပါနဲ့ခင်ဗျာ။ကျုံးမိတ်ဆွေတွေနှစ်အစာနှစ်အစုံကောင်းတော့နမိတ်ကောင်းတော့တိတ်ကောင်းတော့ငွေချင်းနဲ့ပြင်ဆောင်ပြီးပျော်စွင်သောမိသားစုဝါတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။နောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်။